ဒါက S300 ဒုံးပျံစနစ်ဖြစ်ပါတယ်။အီရန်ရဲ့အဓိကလေကြောင်းကာကွယ်ရေးစနစ်ဖြစ်ပြီးတော့တစ်ချိန်တုန်းကတော့လုံးဝချိုးဖျက်လို့မရနိုင်ဘူးလို့ယူဆခဲ့တဲ့စနစ်ပါ။ဒါပေမဲ့ Israel ကဒီစနစ်ကိုလုံးဝနှိပါဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။အမေရိကန်ရဲ့ F35 တိုက်လေယာဉ်တွေကိုသုံးပြီးတော့ရုရှားတို့ S300 ဟာဒီနေ့ခေတ်တိုက်ပွဲတွေမှာအလုံးမဖြစ်တော့ဘူးဆိုတာကိုတက်တည်ပြနိုင်ခဲ့ပါတယ်။ ပိုပြီးထူးဆန်းတာကတော့အစ္စရေးဟာဘယ်တိုက်လေရင်ကိုမှမဆုံးရှုံးဘဲနဲ့ဒီအောင်မြင်မှုကိုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါဆို S300 တွေကဘာကြောင့်အရေးပါတဲ့ပြစ်မှတ်တွေဖြစ်ခဲ့ရတာလဲ။2024ခုနှစ်အောက်တိုဘာ26ရက်နေ့မှာတော့အီရန်တပ်သားတွေညက်ပတ်အိမ်မောကျနေတဲ့အချိန်မှာ အစ္စရေးရဲ့လက်ဝဲလေရင်ကွင်းတွေကနေ F35 တိုက်လေရင်အစီးတရာကျော်ပြန်တက်လာခဲ့ပါတယ်။ အဲ့ဒီညကညဂျူတီကြတဲ့အီရန်စစ်သားတွေကတော့အီရန်နိုင်ငံအနှံ့ကလေကြောင်းကာကွယ်ရေးစကန်တွေလက်နက်တိုးလောင်ယုံတွေနဲ့ဒုံးပြန်အလုပ်ယုံတွေမှာပုံမှန်အတိုင်းအလုပ်လုပ်နေကြတော့မှာပဲအဲ့ဒီညဟာတာမန်ညလေးတညပါပဲဒါပေမဲ့အစ္စရေးရဲ့လျှို့ဝှက်နည်းပညာသုံးလက်နက်စမ်းတွေကအဲ့ဒီညလေးကိုငရဲမီးတွေပွတ်ပွတ်ညံတဲ့ညကြီးအဖြစ်ချက်ချင်းပြောင်းလဲပစ်ခဲ့ပါတယ်အစ္စရေးတိုက်လေယာဉ်တွေဟာ Jordan, Syria နဲ့ Iraq ကိုကီလိုမီတာ2000ကျော်ဖြတ်ကျော် ပြန်တန်းလာခဲ့ပြီးတော့မိုးမလင်းမီအာရုံတက်ချိန်မှာသူတို့ရဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ Iran လေကြောင်းကာကွယ်ရေးစနစ်ရဲ့အချက်ပေးတံတစ်ခုတောင် မကြားလိုက်ရဘဲနဲ့ Iran နိုင်ငံအနှံ့ကဒုံးပျံစခန်းတွေကိုတပြိုင်နက်တိုက်ခိုက်ခံခဲ့ရပါတယ်။ Iran စစ်တပ်ဟာလုံးဝမမျှော်လင့်ထားတဲ့အတွက်အလွန်အမင်းအံ့အားတင့်သွားခဲ့ရပါတယ်။မိခိုးတွေပြေလျော့သွားတဲ့အခါမှာတော့ အီရန်နိုင်ငံရဲ့အစစ်မြင့်လေကြောင်းကာကွယ်ရေးစနစ်တွေဖြစ်တဲ့ S300 PMU2 တွေအားလုံးနှိပါပျက်စီးသွားတာကို တွေ့ရှိခဲ့ရပါတယ်။ဒီမှာပျက်စီးသွားတဲ့ S300 PMU2 တွေဟာရုရှားနိုင်ငံရဲ့ export version တွေဖြစ်ပြီးတော့မူရင်းဒီဇိုင်း S300 တွေထက်အရေအသွေးအနည်းငယ်လျှော့ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီ version တွေမှာရုရှားပြည်တွင်းသုံး version တွေလောက်စွမ်းရည်မမြင်ပါဘူး။ တချို့က batteries လို့ခေါ်ကြတဲ့ဒီဒုံးစနစ်တွေကိုရိုးရိုးဒုံးပစ်စကန်တွေနေရာမှာအစားထိုးဖို့တိဆောက်ခဲ့ကြတာဖြစ်ပြီးတော့ရိုးရိုးဒုံးစကန်တွေကတိဆောက်ရခက်ခဲတယ်လို့လုံးဝမယွေရှားနိုင်တဲ့အားနည်းချက်တွေရှိနေပါတယ် S300 ရဲ့ရည်ရွယ်ချက်ကတော့အတော်လေးရိုးရှင်းပါတယ်တိကျတဲ့ပြစ်ခတ်နိုင်စွမ်းနဲ့ပြစ်ခတ်ပြီးတာနဲ့အမြန်ဆုံးတည်နေရာရွှေ့ပြောင်းနိုင်တဲ့စွမ်းရည်တွေပါဝင်ပါတယ်ဒါကအီရန်နိုင်ငံရဲ့ကြီးမားတဲ့အရွေတစ်ခုပါ အရင်တုန်းကသုံးခဲ့တဲ့ရုရှားရဲ့နောက်ဆုံးမျိုးဆက် S200 ဒုံးကာစနစ်တွေမှာကြီးမားတဲ့အားနည်းချက်တွေရှိနေခဲ့ပါတယ်။ S200 တွေဟာကာကွယ်ရေးဒုံးကျည်ကြလုံးပစ်လွတ်ပြီးတာနဲ့ရန်သူကအလွယ်တကူခြေရာခံနိုင်ပြီးတော့ချက်ချင်းတီနီယာပေါက်ကြားသွားတဲ့အတွက်စစ်ရေးအရာကြီးမားတဲ့အားနည်းချက်ကိုဖြစ်စေပါတယ်။ဒါကြောင့် S300 ကိုမိတ်ဆက်လိုက်တာဖြစ်ပြီးတော့ဒီစနစ်ကအလင်းအမြန်တက်ဆင်နိုင်အောင်သာမကဘဲနဲ့ ရန်သူကဒုံးကျည်ဘယ်ကလာမှမသိလိုက်ခင်မှာပဲအ мян ဆုံးတီနေရာရွှေ့ပြောင်းနိုင်တဲ့အစ်စ်မြင့်စွမ်းရည်ဒီပါဝင်နေပါတယ် S300 စနစ်အကြောင်းကိုအသေးစိတ်ပြောပြရမယ်ဆိုရင်တော့ဒုံးကျည်လေးလုံးကို တင်ဆောင်ထားတဲ့ truck ကားတစ်စီးဟာ radar စနစ်တွေနဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်ပါတယ်ဒါဆိုရင် S300 ကိုဘယ်အရာကအထူးကြဆုံးဖြစ်စေတာလဲဒီစနစ်ဟာရုရှားရဲ့ S200 တွေနဲ့မတူပဲတာဝေးကနေတာလက်အကွာဝေးထိ ဝေးကွာတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကီလိုမီတာ120ကနေကီလိုမီတာ400အထိအောင်မြင်စွာကာကွယ်နိုင်ပါတယ်။ဒီစနစ်ကအဲ့ဒီခေတ်မှာတော့အရန်တီရောက်လွန်းလာကြအောင်သူ့ကိုဖျက်ချော်နိုင်ဖို့ဆိုရင်သူ့ထက်အဆင့်ပိုမြင့်တဲ့လက်နက်စနစ်လိုအပ်မှာဖြစ်ပါတယ်။ဆိုလိုတာကတော့ S300 ရဲ့တိုက်ခိုက်နိုင်စွမ်းထက်ပိုပြီးတော့မှမြန်ဆန်တဲ့တိုက်ခိုက်မှုတွေနဲ့သာအနိုင်ယူနိုင်မှာဖြစ်ပြီးတော့1990ပြည့်နှစ်တွေတုန်းကအီရန်ကရုရှားကနေ ဒီစနစ်ကိုဝယ်ယူနေချိန်မှာကမ္ဘာပေါ်မှာ S300 ထက်တာလွန်နဲ့လက်နက်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံအရေးအတွက်ဟာလက်တဆုပ်စာခံတာရှိပါတယ်။ theory ရတော့ဒီလေကြောင်းကာကွယ်ရေးစနစ်ဟာအီရန်အတွက်အစ္စရေးကိုရင်ဆိုင်ဖို့အကောင်းဆုံးဖြစ်နေခဲ့တာကိုတွေ့ရှိရပါတယ်။ဒါပေမဲ့အစ္စရေးအနေနဲ့ကတော့ရန်သူကအလုံးကြုံဆုံးအနေထားမှာရှိနေတာကိုလုံးဝသဘောမကျပါဘူး။ S300 တွေဟာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အီရန်အတွက်အကောင်းဆုံးလက်နက်တွေဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ S300 မှာ ကြီးမားတဲ့ပြဿနာတစ်ခုရှိနေခဲ့ပါတယ်။ဒီစနစ်ကို1980ဝန်းကျင် ကာလတွေတုန်းကဒီဇိုင်းရေးဆွဲခဲ့ပြီးတော့နောက်ဆုံးအစ်စ်မြင့်တဲ့မှုတွေကိုလွန်ခဲ့တဲ့နှစ်40ကျော်ကသာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အနည်းငယ်သာအစ်စ်မြင့်တင်ထားတဲ့ဒီစနစ်ဟာ အစ္စရေးရဲ့ခင်မီလက်နက်စမ်းတွေကိုရှင်နိုင်ဖို့မှော်စွမ်းမရှိပါဘူး။ကဘာကြီးကဒုံးကျည်နဲ့လေရင်နီးပညာမှာအရန်တိုးတက်သွားပြီးတော့ဒီစနစ်ကဒီနှစ်ခေတ်နီးပညာမြင့်တိုက်ခိုက်မှုတွေကိုရှင်နိုင်ဖို့ခင်နောက်ကျသွားပြီဖြစ်ပါတယ်။အီရန်နိုင်ငံအနေနဲ့လည်းဒီလိုဖြစ်လာမယ်ဆိုတာကိုကြုံမသိခဲ့ဘူးလားဆိုတော့သူတို့လည်းကြိုသိခဲ့ကြပါတယ်။ဒါပေမဲ့ S400 series အစ်စ်တွေဝယ်ဖို့အစီအစဉ်တွေကလွဲရင်ဘာအကွာအကွဲမှုမှလုပ်မထားခဲ့ပါဘူး။မိတ်ဆွေတို့ဆိုရင်ရော အိုဟောင်းပုတ်ပြင်းနေတဲ့ချက်ဝက်တစားရီနဲ့စစ်မြေပြင်မှာရန်သူကိုယုံကြည်မှုရှိရှိနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ပါမလားဒါမှမဟုတ်အစ်စ်နဲ့အစားထိုးမလားအီရန်နိုင်ငံကအစ္စရေးနိုင်ငံပေါ်ဒုံးကျည်နဲ့ drone တိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်လာတာနဲ့အတူအစ္စရေးရဲ့တံပြန်တိုက်ခိုက်မှုတွေဟာလည်းမိနစ်ပိုင်းအတွင်းမှာပဲရောက်ရှိလာခဲ့ပြီးတော့ဒီတိုက်ခိုက်မှုရဲ့ပြင်းထန်မှုကကဘာကိုအံ့အားသင့်စေခဲ့ပါတယ် အရင်တုန်းကဆိုရင်တော့ Israel ဟာ F16 တမမဟုတ် F15 တိုက်လေရင်တစည်းနဲ့ပြစ်မှတ်တစ်ခုနှစ်ခုကိုသာတိုက်ခိုက်လှရှိပါတယ်။ဒါပေမဲ့ဒီလေရင်တွေဟာခင်းနောက်ကျသွားပြီဖြစ်ပြီးတော့ S300 ရဲ့ကကွယ်နိုင်စွမ်းကို မကျော်လွန်နိုင်ခဲ့ပါဘူး။ဒါကြောင့်လေ S300 တွေဟာအဲ့ဒီအချိန်တုန်းက Israel ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအတိုင်းတာတစ်ခုထိကာကွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုဒီချိန်မှာတော့ Israel ဟာတိုက်လေရင်ပေါင်း100ကျော်နဲ့ အီရန်ရဲ့အနောက်ဘက်နယ်စပ်တစ်လျှောက်မှာဖြန့်ကျက်ထားတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံတွေကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာအရင်တုန်းကတိုက်ခိုက်မှုတွေနဲ့လုံးဝမတူပါဘူး။တိုက်ခိုက်ခဲ့တဲ့လေရင်အုပ်စုတွေထဲမှာပစ္စမမျိုးဆက် F35 တိုက်လေရင်တွေပါဝင်နေခဲ့ပါတယ်။ F35 တွေဟာရုရှားရဲ့ S300 လေကြောင်းကာကွယ်ရေးစနစ်တွေထက်ပိုမိုတာလွန်နေခဲ့ပါတယ် လေရင်အားလုံးဟာသူတို့ရဲ့ပြစ်မှတ်တွေကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပြီးတော့လေရင်တစည်းတောင် ဆုံးရှုံးမှုမရှိဘဲနဲ့အစ္စရေးကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။အခုချိန်မှာတော့အီရန်ဟာသူ့နယ်စပ်တွေကိုကာကွယ်ဖို့အတွက်လေကြောင်းကာကွယ်ရေးစခန်း၉ခုလောက်သာကျန်ရှိပါတော့တယ်။ F-35 ဟာရုရှားရဲ့ခိုင်မာတဲ့ကာကွယ်ရေးစနစ်ကိုဘယ်လိုအနိုင်ယူခဲ့တာလဲ။ပထမဆုံးအနေနဲ့သိထားရမှာကတော့အစ္စရေးကအီရန်ကိုတိုက်ခိုက်ဖို့တုံးခဲ့တယ်။ Lockheed Martin F35 Lightning II ဟာကမ္ဘာအဆင့်မြင့်ဆုံးတိုက်လေယာဉ်တွေထဲကတစ်စီးပဲဖြစ်ပါတယ်။ဒီတိုက်လေယာဉ်ဟာနည်းပညာအဆင့်မြင့်ယုံသာမကဘဲနဲ့ကိုပြောက်စွမ်းရည်နဲ့လမ်းကြောင်းရှာဖွေနိုင်စွမ်းတွေပါပါဝင်ပါတယ်။ F35 ဟာအင်ဂျင်တစ်လုံးနဲ့ပါဝင်တဲ့တိုက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်။အခုလိုမျိုးလက်တွေ့အသုံးချနိုင်အောင်၁၇နှစ်နီးပါးမွမ်းမံအဆင့်မြင့်တင်ခဲ့ရပြီးတော့၂၀၁၆ခုနှစ်မှာစတင်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ F35 ဟာကမ္ဘာအစစ်အမြင့်ဆုံးတိုက်လေယာဉ်ဖြစ်ကြောင်းသက်သေပြခဲ့ပြီးတော့ဒီတိုက်လေယာဉ်ဟာအမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေရဲ့အနာဂတ်တိုက်လေယာဉ်ဖြစ်အဓိကအသုံးပြုလာမဲ့လေယာဉ်တစ်စီးပဲဖြစ်ပါတယ်။လက်ရှိအချိန်နဲ့အနာဂတ်မှာဝယ်ယူသုံးစွဲမဲ့နိုင်ငံပေါင်းဒါဇင်ချီရှိနေပြီးတော့သူတို့ရဲ့တီးတန့်လိုအပ်ချက်တွေနဲ့စွမ်းဆောင်ရည်တွေကိုဖြည့်ဆည်းပေးဖို့လိုအပ်တဲ့အတွက် F35 ရဲ့မျိုးကွဲအချက်ကိုတော့စွမ်းဆောင်ရည်အနေငယ်ကွဲပြားစွာတိစောက်ထားပါတယ်။ F35 လေယာဉ်ဟာ F35A နဲ့ F35I ဆိုပြီးတော့မျိုးကွဲနှစ်ခုရှိပါတယ် F35A ကအမေရိကန်လေတပ်ကအဓိကအသုံးပြုတဲ့မျိုးကွဲဖြစ်ပြီးတော့ပုံမှန်ပြေးလမ်းကနေပြန်တက်နိုင်အောင်ဒီဇိုင်းရေးဆွဲထားပါတယ် 25mm ဆက်အမြောက်ကိုအတွင်းပိုင်းမှာတက်ဆင်ထားပြီးတော့လေရင်ချင်းရင်ဆိုင်တိုက်ခိုက်ရတဲ့ Dog Fight တိုက်ပွဲတွေမှာလေခွင်အားတကောင်းစေဖို့အတွက်အထူးပြုလုပ်ထားတာဖြစ်ပါတယ် အစ္စရေးနိုင်ငံကတော့ F35I မျိုးကွဲကိုအသုံးပြုပြီးတော့အစ္စရေးနိုင်ငံထုတ်လက်နက်တွေစက်သွေးစနစ်တွေအချက်လက်ပလေးစနစ်တွေနဲ့ရေဒါစနစ်တွေစတဲ့အထူးစွမ်းရည်တွေကိုထပ်မံတက်ဆင်လို့ရအောင်ပြုပြင်ထားတာဖြစ်ပါတယ်အခုချိန်မှာတော့အစ္စရေးလေတပ်ဟာ F35 တိုက်လေရင်အစီး40ပန်ဆိုင်ထားပြီးတော့နောက်ထပ်35စီးဝေယူဖို့စီစဉ်နေပါတယ် အစ္စရေးဟာတခြားတိုက်လေယာဉ်အဟောင်းတွေနေရာမှာ F-35 တိုက်လေယာဉ်တွေကိုအစားထိုးဖို့ကြိုးစားနေပါတယ် F-35 ကိုခေတ်ရှိပြေးတဲ့နည်းပညာတွေနဲ့ဒီဇိုင်းရေးဆွဲထားပြီးတော့ကိုပြောက်စွမ်းရည်ကြောင့်လျှပ်မစ်ရှင်တွေကိုဆောင်ရွက်နိုင်ပြီးတော့တိကျတဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုလည်းအလွယ်တကူဆောင်ရွက်နိုင်ပါတယ်တကယ်တော့ဒီလေယာဉ်ကိုမြေပြင်ကိုထိုးပေါက်နိုင်တဲ့ဘုံတွေတည်ဆောင်နိုင်ဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူးဒီဘုံတွေက B2 လိုမျိုးကိုပြောက်ဘုံကျဲလေယာဉ်တွေအတွက်ဖြစ်ပါတယ် ကိုပြောက်စွမ်းရည်ကိုအသုံးပြုပြီးတော့တိုက်ခိုက်ရတဲ့လျှို့ဝှက်မစ်ရှင်တွေအတွက်လင်းရဲ့အောက်ဘက်မှာလက်နက်တွေတပ်ဆင်ထားတဲ့အတွင်းကန်းနှခမ်းပါဝင်ပြီးတော့အခန်းတစ်ခုစီမှာလက်နက်တွေတပ်ဆင်ဖို့နေရာနှစ်ခုစီပါဝင်ပါတယ်။အရေးပေါ်အခြေအနေတွေမှာတော့ F35 ဟာ Beast Mode လို့ခေါ်တဲ့အခြေအနေကိုပြောင်းလဲနိုင်ပါတယ်။အဲ့ဒီအခြေအနေမှာတော့ကိုပြောက်စွမ်းရည်ကိုဆွတ်လွှတ်ရမှာဖြစ်ပြီးတော့အတောင်ပိုင်းတစ်ဖက်စီမှာ ပေါင်2500အထိအလေးချိန်ရှိတဲ့လက်နက်တွေတက်ဆင်နိုင်ပြီးအတွင်းဘက်ကလက်နက်တွေထားတဲ့အခန်းမှာတော့လေရင်အချင်းချင်းပစ်ခတ်တိုက်ခိုက်လို့ရမယ့်ဒုံးကျည်တွေကိုတက်ဆင်ထားပါတယ်။ကိုရောင်ဖျောက်ဖို့မလိုအပ်တဲ့မစ်ရှင်တွေအတွက် AGM 158 JSON ပဲ့ဒိန်းဒုံးကျည် AGN 158C LRASM cruise ဒုံးကျည်စတဲ့ဝေဟင်ကနေမြေပြင်ကိုပစ်လို့ရတဲ့လက်နက်ကြီးတွေကိုတက်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ F35 တိုက်လေယာဉ်ကိုမောင်းနှင်ထိ ंछ ုံမဲ့ cockpit အခန်းကိုတော့လေယာဉ်မှုအနေနဲ့ပတ်ဝန်းကျင်အခြေအနေကိုအထူးသိမြင်နိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်။ cockpit အခန်းတွေကအထက်ကထိ ंछ ုံမျက်နှာပြင်ကတော့အလျားလက်မ20အနံ၈လက်မအရွယ်ရှိတဲ့ panoramic touch screen ဖြစ်ပြီးတော့လေယာဉ်ဆိုင်ရာအချက်လက်တွေရာသီဥတုအခြေအနေတွေနဲ့ရန်သူရဲ့တိုက်ခိုက်မှုတွေကိုအချိန်နဲ့တပြေးညီသတိပေးချက်တွေပြသပေးနေပါတယ်။ဒါအပြင် Edison Company ကအစစ်မြစ်တင်ထားတဲ့ အပန်အသိမှတ်ပြုစနစ် speech recognition system လဲပါဝင်ပြီးတော့နောက်ဆုံးပေါ်နီးပညာမြင့် AI assistant နီးပညာကလူသားနဲ့ AI လက်တွဲပြီးတိုက်ပွဲဝင်နိုင်အောင်ကူညီပေးပါတယ်ဒီလေရင်ကိုမောင်းနှင်နဲ့လေရင်မှုအနေနဲ့သူ့ရဲ့အောက်မှာစွာကြည့်ပြီးလင်မြန်တဲ့စက်တစ်ခုရှိနေုံသာ မကဘဲနဲ့ကောင်းကင်အနှံ့ကိုမြင်နိုင်တဲ့မျက်လုံးတွေမြေပြင်ပေါ်ကအသံတွေကိုကြားနိုင်တဲ့နားတွေရှိတဲ့အပြင်တိုက်ခိုက်မှုတွေအတွင်းမှာ စိတ်ပီစည်းမှုမရှိစေဘဲတိုက်ခိုက်နိုင်ဖို့အတွက်ကာကွယ်ရေးရန်တရားအပြည့်အစုံကကာကွယ်ပေးထားပါတယ်။ဒါနဲ့မကသေးပါဘူး။ electronic စနစ်တွေနဲ့အာယုံကန်စနစ်ရဲ့ပေါင်းစပ်မှုတို့ဟာလေမှုရဲ့ပတ်ဝန်းကျင်ကိုသိမြင်နိုင်စွမ်းနဲ့ကုတ်ကဲစီမံနိုင်စွမ်းတို့ကိုမြင့်တင်ပေးဖို့ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ electronic စစ်စင်ရေးစနစ်ဖြစ်တဲ့ ANASQ 239 Boracura Electronic Warfare System နဲ့ Northrop Grumman ကုမ္ပဏီရဲ့ DAS လို့ခေါ်တဲ့ ANAAQ37 Electro Optical Distributed Aperture System တို့ဟာဒီလေမှာတက်ဆင်ထားတဲ့လေးဝက်နည်းပညာတွေကအမေရိကန်က ပေါ်ပြထားသလောက်ပါပဲ။တခြားမသိနိုင်တဲ့လေးဝက်နည်းပညာတွေလည်းပါဝင်နိုင်တယ်လို့ကျွမ်းကျင်သူတွေကဆိုကြပါတယ်။ဒီလိုအစစ်မြင့်ဆက်သွယ်ရေးနည်းပညာတွေပေါင်းစပ်ထားတဲ့အတွက် F35 ဟာမိမိရဲ့ပတ်ဝန်းကျင်အခြေအနေကိုအချိန်နဲ့တပြေးညီသိရှိနိုင်တဲ့အပြင်တပ်ဖွဲ့ဝင်လေရင်အချင်းချင်းတရင်အချက်လက်တွေကိုအလွယ်တကူမျှဝေနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိန်ဟာ Elon Musk ရဲ့ဝေဖန်မှုကိုလည်းခံခဲ့ရပူပါတယ်။အဲ့ဒီအချိန်တုန်းကတော့ F35 ရဲ့လောက်ဆောင်နိုင်စွမ်းတွေကိုကမ္ဘာအဆင့်မီလက်နက်စမ်းတစ်ခုအဖြစ်ကြီးညာထားပေမဲ့လေတကယ်စစ်ပွဲတွေမှာမဆန်းသက်ရသေးတဲ့အတွက်အဲ့ဒီဝေဖန်မှုကိုစန့်ကျင်ပေါ်ပြနိုင်စွမ်းမရှိခဲ့ပါဘူး။ဒါပေမဲ့မကြသေးခင်က ပြုတ်လုခဲ့တဲ့ Israel ရဲ့ Iran ကိုတိုက်ခိုက်မှုမှာတော့ Elon Musk မှာကြောင့် F35 တိုက်လေယာဉ်တွေကတက်တီးပြခဲ့ကြပါတယ်။ F35 ဟာ အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုအနိုင်ယူနိုင်အောင်သာမကဘဲနဲ့ဒဇိမပစ်ချမခံရဘဲအီရန်နိုင်ငံအနှံ့ပြားကစီးရဲရအရေးပါတဲ့နေရာတွေကိုတိတိကျကျတိုက်ခိုက်ချိန်မုံနိုင်ခဲ့ပါတယ်။ရုရှားနိုင်ငံထုတ် S300 လေကြောင်းကာကွယ်ရေးစနစ်တွေဟာ F16 လိုမျိုးရှေ့ကျတဲ့တိုက်လေယာဉ်တွေကိုသာကာကွယ်နိုင်ဖို့ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီးတော့အခုအစ္စရေးရဲ့ F35 တိုက်လေယာဉ်တွေကိုတော့လုံးဝမကာကွယ်နိုင်ခဲ့ပါဘူး။ အီလိုမတ်ရဲ့ဝေဖန်မှုဟာ F35 ရဲ့စွမ်းရည်ကိုမေကွန်းထုတ်ခဲ့ပေမဲ့လေအစ္စရေးအောင်မြင်မှုကအီလိုမတ်မှာကြောင့်တက်တည်ပြနိုင်ုံသာမကဘဲနဲ့အမေရိကန်နည်းပညာသုံးခင်မီလက်နက်စမ်းတွေနဲ့ရှင်ရင် S300 စနစ်ဟာခေတ်နောက်ကျနေတဲ့ကာကွယ်ရေးစနစ်တစ်ခုဖြစ်ကြောင်းကဘာကတည်အောင်ပြတ်ပါနိုင်ခဲ့ပါတယ်။ဒါဆိုရင် နောက်ပိုင်းမှာဘာတွေဆက်ဖြစ်လာနိုင်မလဲ။အထူးသဖြင့်အီရန်နိုင်ငံဟာ ူ့ရဲ့အဓိကလေကြောင်းကာကွယ်ရေးစနစ်အများစုကိုမကြသေးမီအချိန်ကဆုံးရှုံးခဲ့ရတဲ့အတွက်အီရန်ဟာအစ္စရေးပေါ်မှာစစ်ရေးအရပါလုံမှုကိုဆုံးရှုံးလိုက်ရပါပြီ။အခုအချိန်မှာတော့အီရန်နိုင်ငံရဲ့စစ်ရေးယူနစ်တွေအခြေစိုက်စခန်းတွေနဲ့လက်နက်စက်ရုံတွေဟာအစ္စရေးတိုက်လေယာဉ်တွေအတွက်အလွယ်တကူပြင့်မှတ်ထားတိုက်ခိုက်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။အစ္စရေးနိုင်ငံကသာဆန္ဒရှိမယ်ဆိုရင်အီရန်တိုင်းနိုင်ငံလုံးဟာစက်ကပ်ပိုင်းအတွင်းမှာပဲပြပုံပွားရောက်သွားနိုင်ပါတယ်။ ပူတင်ကလည်းယူကရိန်းနဲ့စစ်ဖြစ်နေတဲ့အတွက်အီရန်နိုင်ငံကိုအရင်လိုမကူညီနိုင်တော့ပါဘူး။အီရန်နိုင်ငံအနေနဲ့အစ္စရေးနဲ့အမေရိကန်ကိုတယောက်တည်းရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီအချက်ကြောင့်ပဲ2024ခုနှစ်အောက်တိုဘာလတုန်းကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုအတွဲမှာအီရန်ရဲ့ S300 လေကြောင်းကာကွယ်ရေးစနစ်အများစုဖျက်ဆီးခံခဲ့ရတဲ့အပြင်လက်နက်တူလောင်ယုံတွေနဲ့ဒုံးကျည်ထုတ်လုပ်ရေးစက်ယုံတွေပါပြာပုံဘဝရောက်ခဲ့ရပါတယ်။ အီရန်စစ်တပ်ဟာအစ္စရေးရဲ့တံပြန်တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်စွမ်းမရှိတဲ့အတွက်အာယာထိုလာအနေနဲ့အစ္စရေးကိုရန်စမိခဲ့တာကိုနောင်တကြီးကြီးယနေမှအသေးချပါပဲအီရန်နဲ့သူ့ရဲ့ဩဇာခံအကြမ်းဖက်တပ်ဖွဲ့တွေဟာ2024ခုနှစ်ကပြုလုပ်ခဲ့သလိုမျိုးအစ္စရေးနိုင်ငံကိုဒုံးကျည်တွေ drone နေနဲ့ထတ်ပြီးတော့တိုက်ခိုက်ရဲတော့မှာမဟုတ်ပါဘူးမဟာဗျူဟာမြောက်မြင်ရဒီအခြေအနေဟာအစ္စရေးတပ်ကြီးမားတဲ့အောင်ပွဲဖြစ်ပြီးတော့ အီရန်နိုင်ငံအနေနဲ့ကတော့လေကြောင်းကာကွယ်ရေးစနစ်တွေကိုပြန်လည်တိဆောက်ဖို့ကြိုးစားရမယ်အပြင်ထိခိုက်ပျက်စီးမှုတွေကိုပြန်လည်ထူထောင်ဖို့အချိန်အတော်ယူအောင်မှာပဲဖြစ်ပါတယ်။လက်ရှိအခြေအနေအရကတော့ရုရှားရဲ့ဓာတ်ရိုက်အကူအညီပါပဲနဲ့ဆိုရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုနှစ်ပေါင်းများစွာကြံမြင့်အောင်ပြန်လည်တိဆောက်ရမှာပဲဖြစ်ပါတယ်။ဆိုလိုတာကတော့အီရန်နိုင်ငံရဲ့စစ်တပ်ဟာအရင်ကတည်းကရုရှားနိုင်ငံတို့လက်နက်တွေနဲ့ရှားဟစ်ဒရုန်းတွေကိုသာမှီခိုနေရပြီးတော့ ရုရှားကဆက်ပြီးတော့ရောင်းချမပြီးတော့ရင်အီရန်ရဲ့စစ်ရေးအရင်းမြစ်တွေဟာမကြခင်မှာပဲကုန်ဆုံးသွားမှာဖြစ်ပါတယ်။အီရန်နိုင်ငံဟာရုရှားနိုင်ငံလိုမျိုးကာကွယ်ရေးပစ္စည်းတွေနဲ့တာဝန်ပစ်ဒုံးကျည်တွေကိုကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။အနောက်နိုင်ငံတွေနဲ့မဟာမိတ်တွေကတော့အီရန်နိုင်ငံဟာသူတို့ရဲ့ယာသက်ပံရန်သူဖြစ်နေတဲ့အတွက်ဒီဖြစ်ရပေါ်မှာအပါအစည်းရယူကြပါလိမ့်မယ်။အီရန်နိုင်ငံကိုစေရရတန်ခတ်ရေးယူမှုတွေဟာဒီမှာရင်ရက်သွားမှာမဟုတ်ဘဲနဲ့ အီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ဟာလည်းဖျက်သိမ်းဖို့ပီအားပေးခံရမှာဖြစ်ပြီးတော့ဒီတဲ့ပုံမတင်းကျပ်တဲ့ပိတ်ဆို့အေးအေးမှုတွေကိုပါဆက်လက်လှုပ်ဆောင်ကြမှာဖြစ်ပါတယ်ဆိုလိုတာကတော့အီရန်ခေါင်းဆောင်တွေဟာအစ္စရေးနိုင်ငံကို drone တိုက်ခိုက်မှုတွေထပ်ပြီးပြုလုပ်တာဒါမှမဟုတ် Hezbollah အဖွဲ့လိုမျိုးအကြမ်းဖက်အဖွဲ့အစည်းတွေကိုထောက်ပံ့တာတွေဆက်လက်လှုပ်ဆောင်နေမယ်ဆိုရင်အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတွေကအီရန်နိုင်ငံကိုတိတက်ပို့ပြီးတော့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ် အစ္စရေးဟာအီရန်နိုင်ငံရဲ့ကောင်းကင်ယံကိုအပြည့်အဝထိမ့်ချုပ်ထားနိုင်တဲ့အတွက်အီရန်စစ်တပ်ရဲ့အခြေအနေဟာအခုအချိန်မှာတော့လှုပ်လို့မရအောင်ကျိုးနဲ့အတုပ်ခံထားရပြီးမျက်နာကိုဇက်တိုက်အထိုးခံနေရသလိုဖြစ်နေပါတယ်။လက်တွေ့မှာတော့အီရန်နိုင်ငံရဲ့အကာအကွယ်မဲ့နေတဲ့ကောင်းကင်ယံထက်မှာအစ္စရေးအနေနဲ့အီရန်နဲ့ဆီးရီးယားတို့မှာပြုတ်လုခဲ့တယ်လို့မျိုးအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုတ်လုလာနိုင်ပါတယ်လို့တင်ပြရင်းဏီကုန်းချုပ်အပ်ပါတယ်ခင်ဗျာ။ အဆုံးထိကြည့်ရှုနားဆင်ပြီးခဲ့ကြတဲ့တူတူယောက်ချင်းစီကိုကျေးဇူးတင်ကြောင်းပြောပါရစေ။အခုလိုမျိုးစီရေးသတင်းသုံးသပ်ချက်တွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Insight Digest YouTube Channel ကို Subscribe လုပ်ထားပြီးတော့ဘေးနားက Notification လေးကိုနှိပ်ပေးထားခဲ့ကြဖို့ပြောချင်ပါတယ်ခင်ဗျာ။